ဟုတ်ကဲ့အားလုံးမင်္ဂလာပါကျွန်140 140

အဲ့လမ်းကြောင်းတိုင်းကိုကျောင်းတစ်ချက်သွားကြည့်ကြတယ်နော်ဘာလို့သွားလဲဆိုမနက်ကကျွန်တော်ငါးထိပ်ဝင်ခဲ့တဲ့အတွက်ကျောင်းဒီမှာဒီနှလုံး6ဒီနှလုံး5ဒီနှလုံး4 လေးလို့သုံးချက်ရိုက်ထားတာအဲ6 5လေးလို့ဒီမှာသုံးချက်ရိုက်ထားတဲ့အနေက6ရဲ့ပေါ်ကိုသုံးလုံးပေါင်းတစ်ခဲ့တာနှစ်တစ်ရှင်းတဲ့ဒီသုံးလုံးပေါင်းတစ်ခဲ့လို့ဒီနှလုံးပေါင်းပြင်ပြီးတစ်ခဲ့တာနောက်တစ်ချက်ကဒီနှလုံး9ကိုသုံးလုံးပေါင်း3ညလို့ရိုက်တာဒီသုံးလုံး3ညလို့ရိုက်ထားတယ်ဒီနှလုံးပေါင်း3ညလို့ပြန်ထည့်သွားတယ် ောက်တစ်ချက်ကဒီနှလုံးလေးကိုသုံးလုံးပေါင်းကိုးထည့်ခဲ့တာဒီသုံးလုံးကိုးလိုက်တာနဲ့နှလုံးပေါင်းပြန်ပြီးကိုးလို့ပြန်ရိုက်တာအဲ့တော့သူကမနက်ကကျွန်စက်ထည့်သွားတာက6ကိုသုံးလုံးပေါင်းတစ်ခဲ့လို့ဒီနှလုံးတစ်လို့ရိုက်ပြီးမှဒီသုံးလုံး6လို့ပြန်ရိုက်တာလေးထည့်ဒီ9ကိုသုံးလုံးပေါင်းတုံရခဲ့လို့ဒီနှလုံးတုံရလို့ရိုက်ပြီးမှတုံရရဲ့ပုံကသုံးလုံးပေါင်း9လို့ပြန်ထည့်ခဲ့တယ်တုံရထည့် ဒီလေးကိုသုံးလုံးပေါင်းကိုးခဲ့လို့ဒီလုံးကိုးလို့ပြန်ထည့်ရနေမှာသူ့ရဲ့ပေါက်ကသုံးလုံးပေါင်း၄လို့တော့ပြန်ထည့်သွားတယ်ကိုးရှိရတဲ့ငါးထည့်ဒါကြတော့ဒီလမ်းကြောင်းကတော့မနက်ကအဖွဲဝင်มาတွားတဲ့လမ်းကြောင်းပေါ့နော်ကျွန်တော်ငါးထည့်နဲ့ကျွန်တော်ကတော့ငါးဘူးလုံးပေါက်ပေါ့ဗျ54နဲ့50 ဟိုဒီညနေတော့လူပဲဘောနော်အဖွဲအဖွဲဝင်ရောဒီဘောကသူတွေရောအဲ့လမ်းကြောင်းလမ်းကြောင်းဆက်လိုက်မယ်ညနေ လိုက်လိုက်မှနှိပ်ပါပဲ684လေးရောလိုက်က200 ဲ့မှာကျွန်တော်ရှင်းကြည့်မယ်ကျွန်တော်မနေ့ကလိုက်ခဲ့တဲ့တစ်တန်ပေါ့ဒီမှာအခွတ်တအခွတ်တအခွတ်တနဲ့တစ်သုံးချက်လိုက်ခဲ့တာဒီလိုခွတ်တလို့သူဖြစ်တာ3နဲ့8နဲ့နောက်တစ်ချက်တပင်ကျော်လေးဆန်တဲ့1နဲ့3ကျော်နဲ့ခွတ်တလို့ဖြစ်တယ်တပင်ကျော်နဲ့4နဲ့9နဲ့ခွတ်တလို့သူဖြစ်ခဲ့တယ်ဒါဆိုရင်ဒီတစ်လို့သူကဖြစ်လိုက်တာ ਨੇ ကျောင်းမနေ့လိုက်တာကဒီထိတ်နဲ့ brain နဲ့တက်လို့လိုက်တာ။ तू အဲ့လိုမတက်ခဲ့ဘူး။ဒီမှာတော့တက်ခဲ့တော့တက်တက်ဒီမှာကျတော့မတက်ခဲ့ဘူးဗျာ။အမှန် brain သုံးဝင်မှသုံးလုံးတက်မှာ။ तू အဲ့လိုမတက်ဘူး။ကျောင်းတစ်ချက်ကြည့်မယ်။၈သုံးနဲ့တက်ခဲ့တာပေါ့။သုံးရ၆၅နဲ့သုံးလုံးပေါင်းတက်ခဲ့လို့ဒီသုံးလုံးရှစ်နဲ့တခါလိုက်ရှိုက်တာ။သုံးသုံးရ၅နဲ့သုံးလုံးပေါင်းရှစ်တက်နှစ်ခက်။နောက်တစ်ချက်ကတက်သုံးရနဲ့နှလုံးပေါင်းတက်ခဲ့တာပေါ့။ 6ခွန်8နဲ့ဒီသုံးလုံးပေါင်းတက်ခဲ့လို့ဒီသုံးလုံးကလည်း8လို့တခါလေးပြီးတာဒီသုံးလုံး8လို့တခါလေးပြီးတာတက်နှက်ခက်နောက်တစ်ချက်4နဲ့ခွန်နဲ့သုံးလုံးပေါင်းဒီနှလုံးတက်ခဲ့တာကိုဒီသုံးလုံးတက်လို့ရတာအဲ့ဒါကိုလည်းဒီသုံးလုံးက8လို့ပဲထည့်တယ်ပေါ့သူကနှက်ခက်တယ်တက်နဲ့8နဲ့တခါလေးထည့်တာပေါ့ဗျာအဲ့မှာကျွန်တော်ပြန်ထည့်မယ်ဒီညနေသားဆိုရင် ဲ့ဒီ3နဲ့8နဲ့တစ်ခဲ့တာဘော3 6 5နဲ့ဒီ3လုံးတစ်ခဲ့တယ်3 3 5နဲ့3လုံးပေါင်း8ခဲ့တယ်ဒါဆိုရင်တစ်ခဲ့1ရဲ့နှစ်ခက်ကို3 3 5နဲ့ဒီ3လုံးပေါင်း8ခဲ့လို့4 4 3 9နဲ့3လုံးပေါင်းပြင်ပြီး8လို့ပြရမယ်နှလုံးပေါင်း8ရှိထားတဲ့အတွက်3ပိတ်ဒါတစ်ချက်ဒီသုံးလုံးရှင်းမယ်ပေါ့နော် ဒီသုံးလုံး၈လို့ထည့်တာ၃နဲ့၈နဲ့ဒီလုံးတက်လိုက်တာနဲ့သုံးလုံးပေါင်း၁လို့ရိုက်တယ်သုံးလုံးပေါင်း၈လို့ထည့်တယ်ဒီသုံးလုံးပေါင်း၁လို့ရိုက်တယ်ဒီသုံးလုံးပေါင်း၈လို့ထည့်တယ်ဒါဆိုရင်ဒီသုံးလုံး၈လို့ထည့်တာနဲ့သုံးလုံးပေါင်း၈လို့ပဲပြန်ပြီးမယ်နှလုံးပေါင်း၈ရှိထားတဲ့အတွက်၃ညပိတ်ဒါတစ်ချက်နောက်တစ်ချက်က၁နဲ့၃ညနဲ့ဒီနှလုံးပေါင်းတက်ခဲ့တာကို၆၈နဲ့သုံးလုံးပေါင်းတက်ခဲ့လို့၄၈၈၄၆၈နဲ့ဒီသုံးလုံးပေါင်း၈ခဲ့တာ ဒီသုံးလုံးပေါင်းရှစ်ခဲလို့ဒီသုံးလုံးပေါင်းပြန်ပြီးရှစ်လို့ပြန်ထည့်မယ်နှလုံးပေါင်းတစ်ရှိထားတဲ့အတွက်ခွန်ဘိတ်ဒါဆိုနောက်တစ်ချက်၄နဲ့ခွန်နဲ့ဒီနှလုံးပေါင်းတစ်ခဲလို့2 3 6နဲ့သုံးလုံးပေါင်းတစ်လို့ရိုက်ပြီးဒီသုံးလုံးရှစ်လို့ဖြစ်တယ်ဒီသုံးလုံးရှစ်လို့ဖြစ်လိုက်တာနဲ့ကျောင်းကသုံးလုံးပေါင်းရှစ်လို့ဆက်ထည့်ပြီးမယ်နှလုံးပေါင်း၄ရှိထားတဲ့အတွက်၄နောက်ဘိတ် ဟုတ်ပြီနော်ဒီဒီ၃လုံးတစ်ကိုထားပါဗျာဒီမှာအခွက်တစ်အခွက်တစ်အခွက်တစ်အဲ့တစ်ရဲ့နှစ်ခါကို၃လုံးပေါင်း၈၃လုံးပေါင်း၈၃လုံးပေါင်း၈လို့မနေ့ထည့်ခဲ့တယ်၆လုံးပိတ်အဲ့ကြောင့်ကျွန်တော်36ဆိုတဲ့ခန်းထဲကိုကျွန်တော်ထည့်ပေးခဲ့တာ၆လုံးပိတ်ကိုတွေ့လို့ဒီ၃လုံးတစ်လို့အခွက်တစ်ထာနဲ့၃လုံးပေါင်း၈ဒီ၃လုံးတဲ့နေရာမှာဒီ၃လုံး၈လိုက်ထာနဲ့၃လုံးပေါင်းပြင်ပြီး၈လို့ပြန်ထည့်မယ်ရှိရှိရတဲ့၃ညပိတ်ဒါဆိုနောက်တစ်ချက်ဒီနှလုံးတစ်ခဲ့တာကို၃လုံးပေါင်း၈ခဲ့လို့ ဒီသုံးလုံးရှစ်လိုပဲပြန်ထည့်မယ်နှလုံးပေါင်းတစ်ရှိထားရတဲ့ခွန်ဘိတ်ဒါဆိုနောက်တစ်ချက်ကဒီနှလုံးတစ်ခဲ့တာကိုသုံးလုံးပေါင်းဆက်ပြီးရှစ်ခဲ့တဲ့သုံးလုံးပြန်ပြီးရှစ်လိုပဲဆက်ထည့်ပြီးမယ်နှလုံးပေါင်းလေးရှိထားရတဲ့လေးနောက်ဘိတ်ဟုတ်ပြီနော်ဒါဆိုရင်အဲ့မှာသူအပြီးသွားတဲ့လမ်းကြောင်းကိုကျွန်တော်ပြမယ်အရှိကျွန်တော်ဆက်မပြတော့တော့အပြီးသွားတဲ့လမ်းကြောင်းကိုတခါပြမယ်အဲ့ဒီနှလုံးတစ်ခဲ့တာကိုကျွန်တော်က 3305နဲ့3လုံးပေါင်း8ခဲ့လို့ဒီ3လုံး8လို့ထည့်မယ်နေမှာနှလုံးပေါင်း8ရှိထားတဲ့အနောက်ဘက်အဲ့3လုံး8လို့သူကဖြစ်လိုက်တာ ਨੇ 38နဲ့ဒီ3လုံး8လို့သူပြန်ပေးထားတယ်ဒီ3လုံး8လို့သူပြန်ပေးထားတယ်နှလုံးပေါင်း8ရှိထားတဲ့အတွက်ခွန်ထိန်နဲ့90လို့ပြီးတယ်တပွဲဟုတ်နော် ော့ဆိုနောက်တစ်ချက်မှကျွန်တော်ကဒီသုံးလုံးရှစ်ခဲလို့ sorry ဒီလုံးတစ်ခဲလို့တစ်ရက်နှစ်ခက်ကိုသုံးလုံးပေါင်းရှစ်လိုက်တာနဲ့ဒီသုံးလုံးရှစ်လို့ပြန်ပြီးမှာနှလုံးပေါင်းတစ်ရှိထားတဲ့အတွက်ခွန်ပိတ်အဲ့သုံးလုံးပေါင်းရှစ်လို့ဖြစ်လိုက်တာနဲ့ထေစီကိုလည်းဒီသုံးလုံးရှစ်လို့ပဲဆက်ထည့်ခဲ့တယ်နှလုံးပေါင်း၅ရှိထားတဲ့အတွက်သုံးထိတ်နဲ့39လို့ပြီးတယ်ဒါဆိုနောက်တစ်ချက်ကျွန်တော်ကဒီတစ်ကိုသုံးလုံးပေါင်းရှစ်ခဲလို့ဒီသုံးလုံးရှစ်လို့ပြန်ပြီးမယ်၄ရှိရတဲ့အတွက်၄နောက်ပိတ် ဒါဆိုရင်ဒီသုံးလုံးရှစ်လိုပဲဆက်ထည့်မယ်နှလုံးပေါင်း၅ရှိထားတဲ့အတွက်ကျွန်တော်သုံးထည့်ဒါဆိုရင်ကျွန်တော်အဲ့မှာတစ်ချက်ကြည့်ပေါ့80ရဲ့3ခွန်ရဲ့3လေးရဲ့လို့ဒီသုံးချက် အဲ့မှာအဲ့သုံးချက်ကြားလိုက်တာနဲ့သူ့ရဲ့ဖြစ်ဖြစ်စဉ်ကဘယ်လိုလဲဆိုရင်တည့်ရဲ့နှစ်ခက်ကိုဒီသုံးလုံးရှစ်ခက်လို့ဒီသုံးလုံးရှစ်လို့ပြန်ထည့်တာသုံးချက်နောက်ပိတ်အဲ့တော့ဒီသုံးလုံးရှစ်လို့ပြန်ထည့်တာခွန်ထိတ်ဒါဆိုရင်သူကသုံးချက်နောက်ပိတ်လို့သူဝင်လိုက်တာနေပေါ့နော်ဒီသုံးလုံးပေါင်းနှင်းလို့ဖြစ်တာရှစ်လေးသုံးချက်နဲ့အဲ့သုံးလုံးပေါင်းနှစ်လို့ဖြစ်တဲ့ဟာကိုသူ့ရဲ့ပါဝါဒနှလုံးပေါင်းခွန်လို့ပြန်ထည့်80 ဲ့တော့ကျောင်းနောက်တစ်ချက်ကဒီသုံးလုံးသုံးညကိုသူ့ရဲ့နှစ်ခါကသုံးလုံးပေါင်းခွန်းလို့ထည့်ပြီးမှ break ခွန်းလို့ရိုက်တာနောက်ချက်ကျောင်းဆက်ပြမယ်အခွန်းတက်လို့ဖြစ်တာသူ့ရဲ့သူ့ရဲ့နှစ်ခါကိုသုံးလုံးပေါင်း၈လို့ထည့်ခဲ့လို့ဒီသုံးလုံးပေါင်း၈နဲ့ထည့်မယ်ခွန်းနောက်ပိတ်ဒီသုံးလုံးပေါင်း၈လို့ထည့်မယ်ခွန်းနောက်ပိတ်ဆိုရင်ဒီသုံးလုံးပေါင်း၈လို့ပြန်ထည့်မယ်၃ထည့် ဒါဆိုရင်ခုနောက်ဘွေဝင်လိုက်တာနဲ့၃လုံးပေါင်း၄လို့ထည့်ဒီ၃လုံးပေါင်း၄လို့ထည့်ရတယ်၄လုံးပေါင်း၉လို့ပြန်ထည့်မှာဒီ၃လုံးပေါင်း၄လို့ထည့်ထားတယ်ဒီ၄လုံးပေါင်း၉လို့ပြန်ထည့်၃ထိပ်ပေါ့ဒါဆိုရင်ကျွန်တော်ကဒီ၃လုံး၃ညကိုသူ့ရဲ့နှစ်ခါက၃လုံးပေါင်းခုံနဲ့ပြီးခဲ့လို့အဲ့၃ည၃ညပြည့်ဒါဆိုနောက်ချက်အခွင့်တက်ခဲ့တာကိုဒီသုံးလုံးရှစ်ခဲ့ပြီပေါ့ ဒါဆိုရင်၃လုံးပေါင်းပြင်ပြီးရှင်းမယ်။ဒီ၃လုံးပြင်ရှင်းမယ်၄နောက်ပိတ်။ဒါဆိုရင်ဒီ၃လုံးကလည်းပြင်ပြီးရှင်းမယ်၃ထိပ်။၄နောက်ပိတ်ဝင်လိုက်တာနဲ့ဒီ၃လုံး၃ညခွန်၉၄နဲ့၃လုံးပေါင်း၃ညဆိုလို့သူ့ရဲ့ဘဝဒီနှလုံး၅လို့ပြင်ဖြစ်တာ။ဒါဆိုရင်ဒီ၃လုံး၃ညဘဝနှလုံး၅လို့ပြင်ဖြစ်လိုက်တာနဲ့သူ့ရဲ့အပေါ်အတိုင်းပဲ၃လုံးပေါင်းခွန်ခဲ့လို့သူ့ရဲ့နှက်ခတ်ကို၃လုံးပေါင်း၃ညခဲ့တယ်။ ီသုံးလုံးပေါင်းခွန်ခဲ့တာကိုဒီသုံးလုံးပေါင်းလေး၃ရလို့ပဲလိုက်ထည့်ထားတဲ့အတွက်အဲ့ခွန်ကခွန်ပရိတ်ဒါသူ့ရဲ့အရှိမလိုက်ထည့်ထားတာ၃ရခွန်ဆိုတဲ့အတန်းဒီသုံးလုံးခွန်ဖြစ်တာနဲ့နောက်ကလည်း၃လုံး၃ရလိုက်ထည့်ဒီသုံးလုံး၃ရဖြစ်တာနဲ့နောက်ကလည်းခွန်လုံးနဲ့ခက်လိုက်ထည့်ဒါဆိုရင်ဒီသုံးလုံးခွန်ဖြစ်တာနဲ့နောက်ကလည်း၃ရလုံးနဲ့ခက်လိုက်ထည့်တာအဲ့လိုထည့်ပြီးမှ၃လုံးပေါင်းခွန်၃လုံးပေါင်း၃ရလုံးနဲ့ခက်ထည့်ပြီးမှခွန်ပရိတ်၃လုံးပေါင်း၃ရကို၃လုံးပေါင်းခွန်လို့ထည့်ပြီးမှ၃ရပရိတ် ဒါဆိုရင်ဒီသုံးလုံးခွန်ကိုသုံးလုံးပေါင်း၃ညလောက်ထည့်ပြီးမှခွန်ပရေလို့ရိုက်မှာဒါဆိုရင် तू အရှိမှအရှိနောက်အရှိကို तू ခွန်ထည့်ရတယ်နောက်ကို၃ညထည့်ခဲ့တယ်လို့ဒီမှာလည်းသုံးလုံးပေါင်းနှစ်ခဲ့လို့အရှိကိုလည်းခွန်လို့ပြန်ရိုက်တာနှစ်ရဲ့ပေါ့ကနှလုံးခွန်အဲ့သုံးလုံးပေါင်းခွန်ကခွန်ပရေဒီမှာအရှိမှသုံးလုံးပေါင်း၃ညခဲ့လို့နောက်ကိုလည်းသုံးလုံးပေါင်းခွန်လို့ထည့်ခဲ့တယ်လို့ဒီမှာခွန်နောက်ပိတ်ဝင်တဲ့ထားနဲ့သုံးလုံးပေါင်း၄ခဲ့လို့အရှိကိုလည်းနှလုံးပေါင်း၉နဲ့ပြန်ရိုက်တာအဲ့၃ညက၃ညပရေ ဒါဆိုရင်ဒီမှာ तू ဆက်ထည့်ခဲ့တယ်ဒီသုံးလုံးပေါင်းခွန်ဖြစ်ခဲ့လို့သူ့ရဲ့နှက်ခတ်ကိုသုံးလုံးပေါင်း၃ညလို့ तू ထည့်ခဲ့တယ်ဒါဆိုရင်ကျွန်တော်နောက်ပိတ်ဝင်ဒီသုံးလုံး၈ဖြစ်ပြီဆို၄နောက်ပိတ်ဝင်လိုက်တာဒီသုံးလုံးက၃ညဖြစ်လို့ဒီနှလုံးပေါင်းလည်းပြန်ပြီး၅ပြီရမှာသုံးထိပ်ပဲဒါဆိုရင်ဒီသုံးလုံးကလည်းပြန်ပြီး၈လို့ပြန်ရမှာသုံးထိပ်ဒါဆိုရင်အဲ့ဒီသုံးလုံးခွန်ကိုသုံးလုံးပေါင်း၃ညခဲ့လို့အဲ့ခွန်က complete လို့ तू ဆင်းပြရမှာ34ဆိုတဲ့ကနေ့ ဟုတ်ပြီနော်အောင်းနားလည်းမသိဘူးဒါကဒီမှာဒီကျွန်တော်တစ်ဖြစ်စဉ်ရဲ့ကဏ္ဍ34ပေါ့ကျွန်တော်နောက်တစ်ခုရှိမယ်နောက်တစ်ခုကျွန်တော်တစ်ချက်ကြည့်အောင်နောက်တစ်ခုကျွန်တော်တစ်ချက်ကြည့်အောင်ခုနကဆိုတော့ကျွန်တော်ပြခဲ့ဒါ34ဆိုကဏ္ဍနော်ခုနကကျွန်တော်ပြောခဲ့ဒီလုံး6ရက်ဒီလုံး9ရက်ဒီလုံး4ရက်တော့6 5 4လို့ဖြစ်တာအဲ့6 5 4ကိုသူ့ရဲ့ပါဝါတန်1 3 9လို့ရိုက်တာ ဲ့ဒါကိုနောက်တစ်ချက်ပြန်ထည့်တာ1 3ည6လို့ပြန်ထည့်ပြီးမနေ့ကကျွန်တော်ပြန်ထည့်တာ3လုံးပေါင်း6 3လုံးပေါင်း5 3လုံးပေါင်း4 6 5 4လို့ပဲပြန်ရတယ်ဟုတ်ပြီနော်ဒါဆိုရင်အဲ့မှာတစ်ချက်ကျွန်ပြန်ထည့်ပေးခြင်း ਨੇ ဒီ6ကို3လုံးပေါင်းတိုက်ခဲ့လို့ဒီနှလုံးတိုက်ခဲ့ပြီး3လုံးပေါင်းပြန်ပြီး6ခဲ့ပြီ6 6 4 ਨੇ အဲ့သုံးလုံးပေါင်းပြန်ပြီး၆ခဲ့ပြီဆိုလို့ရှိရင်သူ့ရဲ့ပါဝါတောင်နှလုံးပေါင်းပြန်ပြီးတစ်ချင်တယ်၄ရှိတဲ့ခွန်ထိတ်ဒီနှလုံးပေါင်းပြန်ပြီးတစ်လိုက်တာနဲ့ဒီရထိတ်နဲ့ညနေပရိတ်နဲ့သုံးလုံးပေါင်းပြန်ပြီးတစ်လိုပဲပြန်ပြီးထားတယ်ဒါတစ်ချက်နောက်တစ်ချက်ကအဲ့ငါပါဝါသုံးလုံးပေါင်း၃ညလို့ရိုက်တာ၆ပြီးတော့၅ပေါ့ အဲ့ငါးပါဝါကိုဒီသုံးလုံးတုံညလို့ဖြစ်လိုက်တာနဲ့နှလုံးပေါင်းတုံညခဲ့လို့သူ့ရဲ့ပါဝါတန်ကိုခွန်၈တုံညနဲ့သုံးလုံးပေါင်း၅ခဲ့လို့ဒီနှလုံးတုံညလို့ပြန်ပေးထားတာအဲ့နှလုံးတုံညလို့ပြန်ပေးရနေမှာသူကဒီသုံးလုံးတုံညလို့လည်းပြန်ထည့်ထားတာတစ်ချက်30ခွန်ပေါ့ဒါဆိုနောက်တစ်ချက်မှာကျွန်တော်ကဒီနှလုံး၄ခဲ့တာကိုသူ့ရဲ့ပါဝါတန်သုံးလုံးပေါင်း၉ခဲ့လို့ဒီနှလုံးပြန်ပြီး၉လို့ပြန်ထည့်ရနေမှာ မနက်ကသုံးလုံးပေါင်းပြန်ပြီးလေးသွားပြီးနှလုံးပေါင်း၉ရှိထားတဲ့အတွက်၅ထိပ်အဲ့သုံးလုံးပေါင်းပြန်ပြီးလေးလိုက်တာနဲ့သူ့ရဲ့ပါဝါနှလုံးပေါင်းပြန်ပြီး၉ရမှာဒါဆိုရင်၉လို့ဖြစ်ထားတဲ့အတွက်၃ညထိပ်ဒီနှလုံးပြန်ပြီး၉လိုက်တာနဲ့ဒီရထိပ်နဲ့ညနေဘရိတ်နဲ့သုံးလုံးပေါင်းပြန်ပြီး၉လို့ပဲပြန်ထည့်မယ်ဆိုရင်၅ရှိထားတဲ့အတွက်ဘရိတ်၄ ျွန်တော်အဲ့မှာတစ်ချက်ကအဲ့လိုအဲ့လိုဖြစ်နေလာအဲ့မှာ तू ကဒါကတော့ကျွန်တော်ကဒီလေးနောက်ပိတ်နဲ့ပတ်သက်ပြီး तू ကသွားရဲခဏပေါ့နော်အဲ့မှာကျွန်တော်ကြိုက်တာကတော့ဘယ်လိုကြိုက်လဲဆိုရင် तू ကဒါတော့ဒီဒီသုံးလုံးတဒီသုံးလုံးသုံးညဒီသုံးလုံးကိုတသုံးညကိုလို့ तू ကဘရိတ်ပြန်ထည့်မယ်ဆိုရင်ဘရိတ်လေးအဲ့တော့ तू ကတသုံးညကိုနဲ့ပြန်လိုက်သုံးညထိတ်နဲ့ဘရိတ်လေးဆိုရင်ဒီလေးနောက်ပိတ်ကအော်တိုဝင်နေတာ အဲ့မှာနောက်တစ်ခုရှိတာကဒါကတော့ကျွန်တော် main တော့မထားချင်ဘူး။၃ညာ၄ဆိုကနားဘာဘာကြောင့်ကျွန်တော်မထားချင်တာလဲဆိုတခုရှိတယ်ကျွန်တော်ကဘာလဲဆိုရင်အဲ့၃ညာထိတ်နဲ့ပတ်သက်ပြီးတော့ तू က6ဘွာဘွာတစ်ခဲ့လို့ဒီလုံးတစ်လို့ပြန်ထည့်တာ။ဒါဆိုရင်၃လုံးပေါင်း6ခဲ့လို့6ဘွာဘွာဒီလုံးတစ်လို့ပြန်ထည့်6ဘောဘောသူဒင်းလုံးတစ်လို့သူပြန်ထည့်လိုက်တာ ਨੇ သူဒီ၄လုံးကိုသူခွေးလိုက်တာဒီ၉နဲ့ break ခွန်နဲ့၃လုံးပေါင်း၆နဲ့ ဒင်းလုံးတက်ပြီးမှလေးလုံး6လို့ထည့်တာဘရိတ်ကွန်ဒါတစ်ချက်နောက်တစ်ချက်ကကျွန်တော်5ပါဝါ3ညခဲ့လို့ဒင်းလုံး3ညလို့ထည့်ပါပါ3လုံးပေါင်း5လို့ထည့်တဲ့နေရာမှာဒင်းလုံး3ညလို့ပြန်ထည့်မယ်အဲ့နှလုံး3ညလို့ပြန်ထည့်လိုက်တာနဲ့ဒီလေးလုံးကိုလည်းသူက5လို့ပဲပြန်ရိုက်သွားတယ်ဒီမှာဒင်းလုံးဘရိတ်5ရှိတဲ့အတွက်ဘရိတ်3ညလို့ဝင်သွားတာ ဟုတ်ပြီနော်ဒါဆိုအဲ့မှာတစ်ချက်ကနောက်တစ်ချက်ကဘာလဲဆိုရင်ဒီလုံး၄ကိုသူ့ရဲ့ပေါ်ပေါ်ကိုးခဲ့လို့ဒီလုံးကိုးခဲ့ပြီဒါဆိုရင်သူ့ရဲ့ပေါ်ပေါ်တောင်လည်း၃၆၅နဲ့၃လုံးပေါင်း၄ခဲ့တဲ့အတွက်ဒီလုံးပြန်ပြီးကိုးလို့ပြန်ရမှာကိုးရှိထားတဲ့အတွက်၃ညထိပ်အဲ့ဒါကိုကျွန်တော်ကဒီက brain ငါနဲ့အောက်က brain ကိုးနဲ့ဒီလေးလုံးခွေရမှာဒါမှဒီလေးလုံးပေါင်း၄လို့ဖြစ်မယ် ဒါဆိုရင်လေးလိုဖြစ်ဖို့အတွက်ဘရိငားဝင်ထားတဲ့အတွက်ဘရိကိုလိုကျွန်တော်ထည့်ပြရမယ်ဘရိကိုလိုထည့်ပြရမယ်ဆိုရင်3ညာ6ဆိုတဲ့ခဏပို့ပြီးကျွန်တော်စိတ်ဝင်စားတာအော်နားလည်လားမသိဘူးနော် तू ကဒီနှလုံး3ညာလို့ဖြစ်လိုက်တာ ਨੇ ဒီနှလုံး3ညာလို့ဖြစ်လိုက်တာ ਨੇ sorry ဒီနှလုံး1လို့ तू ကဖြစ်လိုက်တာ ਨੇ ဒီက6နဲ့အောက်ကဘရိတ်ခွန်နဲ့6တာတည့်ရပေါ်တခါလေး6 6လို့ပြီးတာဘရိတ်ခွန်ဝင်တာတော့ဒင်းလုံး3ညဖြစ်လိုက်တာနဲ့ဒီလေးလုံးတော့9လို့ခွဲလိုက်တာ3ညပေါ့ပါဘရိတ်3ညဝင်သွားတာဒါဆိုရင်ကျွန်တော်ကဒင်းလုံး6လို့ဖြစ်လိုက်တာနဲ့ဒီလေးလုံး4လို့ကျွန်တော်ပြန်ခွေပေးမယ်ဒါဆိုရင်ဘရိတ်9ရှိတဲ့အတွက်ဘရိတ်9ဝင်ပြရမှာ3ည9ဆိုတဲ့ခဏဟုတ်ကဲ့နော် So, na, am na, ကျွန်တော်အဲ့မှာအဲ့ဒီ34နဲ့39ဆိုတဲ့အဲ့အဲ့နှစ်ကွက်ဒါ main သွားမှာ34နဲ့39ကိုကျွန်တော်34နဲ့39ခွန်အဲ့အပြန်နှစ်ကွက်မှာဒီနှစ်ကွက်ကိုအရန်ဆော့ကြည့်ဒါအပြန်အပြန်နော်အပြုဒီ34နဲ့39ခွန်ဒီ39ခွန်ဘာကြောင့်ထည့်ရလဲဆိုကျွန်တော်တစ်ချက်ပြမယ်39ခွန်ထည့်ရတဲ့အကြောင်းရင်း39ခွန်ထည့်ရတဲ့အကြောင်းရင်းရှိတယ်ဘာဘာဘာကြောင့်ရှိကြလဲဆိုရင် သုံးတုံညာလေးနဲ့ဒီသုံးလုံးပေါင်းခွန်ခဲ့လို့ဒီသုံးလုံးတုံညာလို့ထည့်ပြီးတော့သုံးတုံညာလေးနဲ့ဒီသုံးလုံးပေါင်းခွန်ခဲ့လို့ဒီသုံးလုံးတုံညာလို့ထည့်ပြီးတော့တုံညာပိုင်းနဲ့ခွန်ပရိတ်ဒီသုံးလုံးတုံညာကိုဒီသုံးလုံးခွန်ခဲ့လို့ခွန်ပိုင်းနဲ့တုံညာပရိတ်ဒါယူရှင်းလေးထည့်ထည့်သွားမှာကိုကြောက်တာသူကဒီမြင့်အချားကနန်းမဟုတ်ဘူးလို့တုံညာခွန်တုံညာခွန်နဲ့ပြီးတာဒီသုံးလုံးခွန်ကိုဒီသုံးလုံးတုံညာထည့်ပြီးမှတုံညာခွန်လို့ရိုက်တာ ဒီသုံးလုံးသုံးညကိုဒီသုံးလုံးခွန်ထည့်ပြီးမှခွန်ပိုင်နဲ့သူကပရိသုံးညလိုရိုက်တာသူကဒီနောက်ကရင်ဘိုင်းထည့်တာဒီသုံးလုံးသုံးညကသုံးညဘိုင်းဒီသုံးလုံးခွန်ကခွန်ပရိဒီသုံးလုံးခွန်ကခွန်ပိုင်ဒီသုံးလုံးသုံးညကသုံးညပရိဒါဆိုရင်ဒီသုံးလုံးသုံးညကသုံးညဘိုင်းဒီသုံးလုံးခွန်ကြောင့်ခွန်ပရိဆိုရင်သုံးညခွန်ဆိုရကနအဲ့ကြောင့်ကျွန်တော်ဒီအရှင်ကိုကျွန်တော်ထည့်ထည့်ပြီးတယ်နော် ကြိုက်တော့ကစားပေါ့ဒီ34ဆိုတဲ့ကဏ္ဍက34ဆိုတဲ့ကဏ္ဍကတော့ဒါသူတခွက်ကောင်းကြားလေကဏ္ဍတခွက်ကောင်းကြားလေကဏ္ဍပြအဲ့ကဏ္ဍမစိုးဘူး34ရဲ့ဒါကတော့ဒါကတော့သူဖြစ်စင်နဲ့လိုက်ပြီးကျွန်တော်ကြည့်ကြည့်ပြီးတဲ့ကဏ္ဍဖြစ်စင်နဲ့လိုက်ပြီးကြည့်ထား 39 34 39ခုဆိုတာအမှန်39ကတော့ပိုကြိုက်တယ်39နဲ့39ခုကတော့ပြန်ကြပြီးဖြစ်နေတယ်ဒါကတော့ပြောလို့မရဘူးကြိုက်ရင်လည်းကြာမှာမကြိုက်ရင်လည်းမကြာဘူးကြိုက်တော့လည်းအဲ့အရင်တော့ကပါထည့်ကစားပေါ့ဒါနောက်ဆုံးလေးဖြစ်နေတဲ့အတွက်သိပြီးတော့ cái cho nó tôi nhẹ sẽ làm sao nó sang ngàn lý nó xong bị mà cho tông giật lý tông nhà cô mấy nè cho alo alo bè cho cái video ra vào thì nó